okay အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြပေးတော့မှာတော့ကျွန်တော်နေ့တိုင်း daily drive အသုံးပြုနေတဲ့ Dota Map 2နိုင်နိုင်လေးအကြောင်းပဲဖြစ်ပါတယ်သူရဲ့အားတကြအားနေချက်တွေအားလုံးကိုလည်းဒီနေ့ပြောပြပေးတော့မှာဖြစ်ပါတယ် Dota Map 2 Grand ဒီမှာတော့ engine နှမျိုးနှစားလာပါတယ် 2.5cc နဲ့ 20cc ဆိုပြီးတော့နှမျိုးရှိပါတယ်ဒါမဲ့မြန်မာနိုင်ငံမှာလူချိုက်များတာကတော့ 2.0cc ပဲဖြစ်ပါတယ်အဲ Grandy အပြင် Dota ဆိုရဲ Great လည်းတစ်မျိုးရှိပါသေးတယ် သူကတော့ Drake ကဆက်တဲ့သူပို့ပြီးတော့အဆင်ပြေမှာပဲဖြစ်ပါတယ်။ Grandy ကတော့ Lazari တိုက်ကိုပို့ပြီးတော့ပေးမယ်ဖြစ်ပါတယ်။သူရဲ့ရှေ့မီကွာမှာတော့အဲဒီလိုမြီး6ပွင့်လာတာလည်းရှိတယ်လို့မြီး4ပွင့်လည်းလာတာလည်းရှိပါတယ်။တော့ဘာကွာလဲဆိုရင်တော့ဟို Rigai Ya Grain နဲ့ဒီ Yoyo Grain နဲ့ဟိုကွာလာပဲဖြစ်ပါတယ်။ Yoyo မှာဆိုရင်တော့မြီး4ပွင့်မှာပါမှာဖြစ်ပြီးတော့ဒီ Rigai Ya တို့20တို့ Grain မှာဆိုရင်တော့ ီ6ပွင့်ဖြစ်သွားမှာပဲဖြစ်ပါတယ်ဒါကိုကျွန်တော်ရွေးချယ်ခဲ့ရတဲ့ကြောင်းရင်းတစ်ခုတည်းမှာတော့ဒီဒီကားရဲ့တကားပဲဖြစ်ပါတယ်သူ့ရဲ့တကားမှာတော့တကားပေါအောင်မပါဘဲနဲ့ဒီပြန်ကားဆန်းနေတာမျိုးကိုတွေ့ရလို့ပဲဖြစ်ပါတယ်သူငယ်တဲ့နေနဲ့လည်းကြိုက်တွေ့မှာပဲဖြစ်ပါတယ်အသွင်းကန်းဒိုင်ကွားပိုင်းမှာဆိုရင်လည်းရွရွရှိရှိနဲ့လှပတဲ့ဒိုင်ကွားကိုအသုံးပြုထားပေးပါတယ်ဒီမှာ11မှာဆိုရင်9လည်းပါပါတယ်အောက်မှာဆိုရင်တော့အေကွန်ကွန်ချိုးလေးပါ ဒီပြီးတော့ option android tv ကိုသက်ဆင်လာတာပဲဖြစ်ပါတယ်ဒီကားရဲ့ညံ့ညောင်မှုကတော့တော်တော်လေးကိုကောင်းမွန်နေတယ်ပါဝင်ပါတယ်တော်တော်လေးလည်းစီးကောင်းပါတယ်အဲသူရဲ့ထိုင်ရတဲ့အနေထားတော့ဒီကားဝဝလေးဖြစ်နေမှာပဲဖြစ်ပါတယ်တော် handbrake ကိုဒီဘေးမှာမဟုတ်တော့ဘဲနဲ့ခြေထောက်နဲ့ခြေရင်း brake ပဲဖြစ်ပါတယ်သူက tour grade ဆိုရင်တော့ဒီဘေးမှာ handbrake ပါရှိမှာပဲဖြစ်ပါတယ်အဲ့ဒါတော့ tour grade ဖြစ်လို့ပါ ်အဲဘက်ကတော့ဒီကမှာနှလုံးပါဝင်ပါတယ်တချို့ကားတွေမှာဆိုရင်တော့အဲဘက်တွေအပူပါဝင်တာလည်းရှိပါတယ်အဲနောက်ခါမှာထိုင်ရတဲ့အနေအထားကတော့တော်တော်လေးကိုတက်တော့တက်တာရှိပါတယ်ဒီလဲမှာဆိုတော့ Amorous ပါတော့ကျွန်တော်တို့လက်တွေပါတင်ရတာလည်းအဆင်ပြေပါတယ်တွင်းကတော့အဲသူများပြောသလိုကြောင်ချစ်တို့ပါတော့တော့တူးတောင်းစင်လောက်မှကြောင်ချစ်ဆိုရက်အတွင်ငန်းဖြစ်သွားမှာပဲဖြစ်ပါတယ် ဂျီဒီယန်ဆိုတဲ့ကားဖြစ်တဲ့အတိုင်းအခုခေထွက်တဲ့ကားတွေထပ်တော့တော်တော်လေးစီကောင်းပါလေအခုထွက်တဲ့ CN နဲ့ရှင်ပြောရမယ်ဆိုတော့ဘာမှကိုမဆိုင်ပါဘူးတော်တော်စီလို့ကောင်းပါလေညင်ညောင်မှုကတော့သူကတော့ perfect ပါပဲဒီကားကိုနောက်တစ်ချက်ကြားရတဲ့အကြောင်းရင်းတော့ဒီကားရဲ့နောက်မီဒီဇိုင်းပဲဖြစ်ပါတယ်သူရဲ့ဒီဇိုင်းကတော့အခုချိန်ထိကိုဘယ်ကားနဲ့ရှင်ရှင်ကိုအခုချိန်ထိလှပနေတဲ့ဒီဇိုင်းပဲဖြစ်ပါတယ် အဲသူရဲ့မိရတော့ဒီဟာတော့98လားမြင့်ပိုင်းမှာစပြီးတော့ဒီမီတန်ကဆက်သွားမှာပဲဖြစ်ပါတယ်။ဒါရီဂါရီယာဂရိတ်ဖြစ်တဲ့အတွက်ရီဂါရီယာဆိုတဲ့ logo လေးလည်းပါမှာပဲဖြစ်ပါတယ်။ဒီရီယိုဂရိတ်ဆိုရင်တော့ဂန်ဒီဆိုတဲ့စာလုံးပဲပါပါတယ်။20ဆိုရင်တော့လည်း20ဆိုပြီးတော့ဒီမှာပါပါတယ်။သူရဲ့နောက်ခံကာဘိုစပီအနေနဲ့လည်းတော်တော်လေးလုံလောက်တော့ရှိပါတယ်။ တော့သူအောက်မှာဆိုတော့စပယ်ယာဘင်းထဲတဲ့နေရာလေးလည်းပါမှာပဲဖြစ်ပါတယ်စပယ်ယာဘင်းကတော့အောက်မှာပါရှိမှာဖြစ်ပါတယ်ဒါဒူဘတ်0 cc ဖြစ်တဲ့အတွက်ဘီ2000အင်ဂျင်ကိုတုံးပြထားပေးတာပဲဖြစ်ပါတယ်ရွှေငါအင်ဂျင်နဲ့လည်းတူတူပဲဖြစ်ပါတယ်အဲ2.5ဖြစ်သွားရင်တော့ဒီနေရာလေးပြည့်တော်မှာပဲဖြစ်ပါတယ်အဲ2.5ဆိုရင်တော့စီတော့ပိုတော့စားပါတယ် ပေါ်ဘောနဲ့ဖွင့်ရတဲ့နေရာမှာလဲရှော့ပါတွေကိုအသုံးပြုထားတဲ့တွက်ဘောက်တိုင်နဲ့ထောင်းစရာမလိုတော့တော်တော်လေးကိုအဆင်ပြေပါတယ်အဲဒီမတ်တူနန်းနိုင်ရဲ့အားနေချက်အနေနဲ့ကတော့မော်တယ်တအားကြပြီဖြစ်တဲ့တွက်ကောင်းကောင်းကောင်းရှာတာတော်တော်ခက်သွားမှာပဲဖြစ်ပါတယ်အဲသူရဲ့ပေါင်းစီအနေနဲ့ကတော့2.0ဆိုရင်တော့450နေပြီးတော့အဲ600ကျော်လောက်ထိရှိနိုင်ပြီးတော့ကားကောင်းတယ်လို့နှစ်ပတ်မြင့်တယ်လို့လည်းဈေးနှုန်းကွာခြားနိုင်တာပဲဖြစ်ပါတယ်အဲ2.5ဆိုရင်တော့ 450 60ဒါမှဆိုတော့ကောင်းကောင်းလေးရနိုင်ပါတယ်။အဲဒီကားရဲ့စီစားနှုန်းနည်းနဲ့တော့ကျွန်တော်မြို့တွင်အဲသုံးပြတာတော့တပတ်ကိုတသိန်းဝန်းကျင်လောက်ပဲကျပါတယ်။အဲဒါဆိုတော့စီစားတော်တော်တက်တာလည်းလို့လည်းပြောရရပါတယ်။ကီလို250ဝန်းကျင်လောက်ပေါ့တသိန်းမိုးဆိုတာ။အဆုံးသီးရှိရှိပေးတဲ့အတွက်လည်းတူတယောက်ချင်းစီတိုင်းဝန်းကျင်စုတင်ရှိပါတယ်။ဒီချင်တာများရှိရင်လည်းအောက်က comment မှာအဲမေးသွားနိုင်ပါတယ်။ ဒါဆိုရင်နောက်မှတွေ့ကြတာပေါ့